ဒါက2022ခုနှစ်လပိုင်းကထမ်းပွန်ဆန်လေးပေါ့လေနော်ဒီတိုင်းကြည့်ရင်လေအကုန်လုံးကလွယ်တယ်ကွာတိတာအကုန်လုံးကစာပိုက်လေးရလဲတူတူလေးဟုတ်တယ်မလားဒါပေမဲ့လို့ဘာလေးမားတယ်လေပေါ့လေနော်ဘာလေးသတိထားရမလဲဆိုတဲ့ဟာလေးကိုကြည့်ရအောင်အဲ့တော့မေကုံးကိုပဲအရင်ကြည့်ကြည့်မယ်ဆိုရင်ကွာမေကုံးမှာဒါဘာမေးတာလဲဆိုတော့9 your knee out လို့ပြောထားတာဖြစ်ကြောင့်မို့စာပိုက်ကြီးအကုန်လုံးမဖတ်ဘူးဆိုလို့ရှင်ဖြေလို့မရအောင် ်ဘောနော်အလူမျိုးပုံစံဖြစ်တဲ့တော့ကြောင့်မလို့စာပိုက်အကုန်လုံးဖတ်ဖို့လိုအပ်တယ်အဲ့တော့အဲ့စာပိုက်တွေမဖတ်ခင်မှာဒီမှာလေးချွီလေးပေးထားတယ်ဘောနော်ဒါကဒီစာပိုက်ထဲမှာပါတဲ့ဒီချွီအချီချွီနိနေရာမှာဝင်မဲ့ဟာလေးတွေဆိုရမဲ့ဘောနော်တခါတည်းအလုတ်ရှုပ်တတ်တောင်လို့မလို့ဖတ်ကြည့်လဲဖတ်ထားဖတ်ထားလိုက်ပေါ့လေနော်ဒါလေးကဟာစကလို့ထပ်တယ်အဲ့တော့ဒီလို reading set ကလုံးနေရာလေးတစ်ခါတလေမှာကြာလို့ရှိရင်ခန်းကြီးရဲ့ ပထမဆုံးမွန်တိုင်းဤချီမှာမေးရမျိုးကြီးလေလာတတ်တယ်ပေါ့လေနော်အဲ့တော့ဒါလေးကိုနည်းနည်းလေးကြည့်လိုက်တာနဲ့ကွာဒီတော့ဒီကောင်ဆိုရင်တည်ရကွာဟတ်ဇ်တို့ဘာလို့ကနေလာတာလေနော်တကူကူထွက်ထွက်ပေါ်တယ်တို့ပေါ်ပေါက်တယ်တို့ဘာလို့မှသုံးတယ်ဒီအနောက်ကကောင်လေးဆိုတည်ရကွာမဲ့ဆိုပြောမှလေနော်အဖူတို့အညောင်တို့ဘာလို့မှသုံးတယ်ဟုတ်တယ်မလားဒါပေမဲ့သူတို့နှစ်ခုကိုထွက်တဲ့ခါကျရင်မတူတော့ဘူးဘာမှမဲ့တွေဘာတွေမပါတော့ဘဲနဲ့ဟတ်ဇ်ကဆိုပြောမှထွက်တယ်အညောင်ထွက်ခြင်းဒါမှမဟုတ်လို့ရှိရင်လေအဖူထွက်ခြင်းဆိုပြောမှသုံးလို့ရတယ် ဘောနော်တခုအပင်ရကနေပြောမှာကွာအညောင်ထွက်သွားတာမျိုးလိုဘာလို့ဘောနော်အဲ့လိုမျိုးသုံးကြအဲ့တော့သူလည်းအနောက်မှာရေးထားပါတယ်မင်းဟိုဒါစခိုတော့အညောင်ကြီးထွက်လာတယ်ဆိုတဲ့အကြောင်းအရာဆိုတော့အအညောင်ပေါက်တယ်ပေါ့လေနော်ဒါမှမဟုတ်ရှင်အညောင်ထွက်တယ်ပေါ့နောက်တစ်ခုကဥကဇနိလို့ပေးထားအဲ့တော့ဥကဇနိရဲ့အဓိပ္ပာယ်ကတဲ့ဒီနေရာမှာဆိုရင်ဘာလို့ပြောရလဲဆိုတော့ခန္တနိလွယ်လွယ်ကူကူလေးပဲလို့ပြောချင်တာအဲ့နောက်နံပါတ်3ဆိုလို့ရှိရင်ဒီမှာကျတော့မဲကဟာအေးဆိုမှဖြစ်သွားတယ်ဒါကြတော့ဟိုကားတွေပါထွက်เสียမလို့တော့ဘောလေနော်အညောင်လေးကပေါက်လာတယ်ဆိုအဲ့ဒီနေ့လေးမှာဗာပြောရလဲဆိုတော့မဲပဲ အဖူတို့အညောက်ဆိုတဲ့ဟာကိုပြောချင်တာလေနောက်နံပါတ်၄ကျတော့သွန်းနောက်အုံးမေကိုသာတို့လူကလို့ပေးထားဗောနော်ဒီအကြောင်းလိုက်ကြီးကိုတဲ့သူကဘာပြန်มาလဲဆိုလို့ရှိရင်သွန်းနာဒေကူကဘယ်လိုမျိုးဖြစ်သွားတာလဲဆိုတဲ့ဟာမျိုးကိုဘာသာပြန်ချင်တာဆိုပြီးတော့မမဒီဘောကတနေ့၃လေးမှာထည့်ရမယ်ဟာလေးပြောသွားအဲဗောနော်အဲ့တော့မိကုန်းကိုစစောဖတ်လိုက်တဲ့အခါမှာစာပိုက်ကြီးတစ်ခုလုံးနဲ့ကိတ်တဲ့ဟာကိုရှာပါလို့ပြောတာဖြစ်တဲ့အကြောင်းမလို့တေချာပေါ့ကွာဟိုအရှိပုတ်စာရည်လိုမျိုးပေါ့နော်စာရည်သူရေပြောတဲ့ဟာတို့ဘာတို့ညာတို့ဆိုတာမျိုးထက်နည်းနည်းလေးစဉ်းစားရတာကြက်သွားလိမ့်မယ် ဘာလို့လဲဆိုတော့ဟိုကလည်းမှန်နိုးနိုးဒီကလည်းမှန်နိုးနိုးပေါ့နော်တခုကွာဥတီပြီးတော့မှပြောတာမျိုးမဟုတ်ပဲねတပိုင်လုံးကြီးကိုဖတ်ပြီးတော့မှမှလုံးဝအစဉ်ပြေတဲ့ဟာကိုရွေးရမယ့်ပုံစံဖြစ်နေတယ်ပေါ့နော်အဲ့တော့ဘာဖြစ်ထားလဲရင်အရင်ဆုံးညဘာညညညအကုန်ညလားညဘာညစမ်းစစ် 黑多的，哎呀，对喏，工人。三三，我三零喏，三三用半天哈，都蛮好呢啊，等你个来呢啊，三三也比较的茶包变胖，十六胖嘞，你蛮撇的。ဖြစ်ပြန်ပြောင်းတာအဲ့တော့ဖတ်နေနေရှင်ဘာလို့နံပါတ်၄ဖြစ်ရလဲဆိုတာလေးကိုလာမယ်မိကုန်းပြန်လာမယ်နော်အခုကတော့အားလုံးကအကုန်နိဆိုတော့อืมအဖြေမှန်နေပေါ့လေနော်အဲ့တော့ကြည့်အောင်ဒီထဲမှာလေးဒီမှာကြည့် အချိန်ကုန်တက်တောင်ပေါ့နော်စားဖက်တဲ့ခါမှာအချိန်ကုန်တက်တောင်လေးချောင်းကိုမျှကြည့်လိုက်အကုန်လုံးကလေဟာစကကစန်ဂျိုကန်လို့ပြီးတာပေါ့နော်အကုန်လုံးကအတူတူပဲအဲ့တော့ဒီအညောင်းထွက်တယ်ဆိုတဲ့ဟာကတဲ့ဒီအချက်၃ချက်ပေါ့လေနော်အဲ့အချက်၃ချက်ကိုနံပါတ်၁ကကြတော့ဆိုတော့တာဆိုတော့ဥကနေလာအဲ့လေနော်စုံလင်တယ်လို့ပြောချင်တာဟုတ်တယ်မလားအဲ့တော့အချက်လက်နဲ့စုံလင်ခဲ့တဲ့အခြေအနေမှာပဲတဲ့အခြေအနေဖြစ်ပြီးတော့အဲ့တော့နော်အညောင်းထွက်တယ်ဆိုတာရဲ့အချက်လက်၃ချက်ကတဲ့စုံလင်ခဲ့တဲ့အခြေအနေမှာတဲ့ဟီကာဒီကအတတ်တယ်မို့ ဒီလိုအချက်အလက်နဲ့ပေါ့နော်အညောင်းထွက်လို့ကွာအချက်အလက်နဲ့စုံလင်ခဲ့တယ်ဆိုရင်တော့မားတယ်နေအောင်ကြီးရတယ်ဆိုရင်တောင်းတယ်နော်အဲ့တော့အချက်၃ချက်နဲ့ကလည်းစုံလင်ရမယ်နေအောင်ကြီးလည်းရမယ်ဆိုရင်တော့မားပဲတဲ့ဆိုတော့တောင်းတိုင်း ခုတ်တော့ကအတူတဲ့လုံးဝကြီးပြင်းမလာတာမျိုးတွေကလည်းရှိသေးရဲ့ဆိုပြီးတော့ပြောထားတယ်ပေါ့လေနော်အဲ့တော့ဒါလဲစုံနေကွာနေအောင်လဲရတယ်ကွာဒါပေမဲ့လည်းမကြီးပြင်းဘူးပေါ့လေနော်နောက်နံပါတ်2ကကြတော့တဲ့ဟတ်ဇကနောဆန်ဂျိုကန်ကဆိုတော့တဲ့ဟတ်ဇကရှိတယ်မို့အဲ့တော့ဒီအချက်3ချက်နဲ့ကြိုက်သွားလို့ကွာအညောင်းထွက်လာတယ်ဆိုရင်တော့မှပဲတဲ့ဟီကာဒီကအတာရနာကေတယ်ပါနေအောင်မရဘူးဆိုလို့ကတော့ဆေးချိုနီကီဆိုတော့ရှင်ဘိုးကခဲရင်ခဲရင်နေပေါ့လေနော်အဲ့တော့အပင်တန်ဖို့ခဲရင်နေတဲ့နောက်နံပါတ်3ကြတော့ဒီလိုအချက်3ချက်နဲ့အချက်3ချက်မှာတဲ့ ီကာဒီကအတာရခုတ်တော့ယောဒီမော့ဂျီယောဒက်စ်တဲ့အဲ့တော့ဒီအချက်၃ချက်တီးလို့ပြောတာဖြစ်တဲ့ကြောင့်လို့ဒီနေအောင်ကြီးဆိုတာကအဲ့ဒီအချက်၃ချက်တွေကတစ်ချက်လို့ပြောခြင်းတဲ့သဘောမျိုးညာလိုက်အဲ့တော့အချက်၃ချက်ဆိုတာကတဲ့နေအောင်ကြီးပါနေအောင်ကြီးနဲ့ထိမှန်တယ်လို့ပြောမှာပေါ့နော်နေအောင်ကြီးထိမှန်ဖို့ဆိုတာထက်ကိုကိုအရေးကြီးတယ်အဲ့တော့အချက်၃ချက်ဒီနေအောင်ကြီးထိမှန်တယ်ဆိုတာထက်ကိုမဟုတ်အရေးကြီးတယ်ဆိုတော့ အော်ကွန်မန်ဒိုဆိုင်အဲ့ဒါကိုဒီဒီအချက်၃ချက်ထဲမှာပါတာကိုပြောတာမဟုတ်ဘူးနေအောင်ကြီးကနေအောင်ကြီးဒါပေမဲ့နေအောင်ကြီးထက်ကိုမမဟိုကိုဒီအချက်၃ချက်ထဲမှာရှိတဲ့ဟာကဒီအညောင်ထွက်ဖို့အတွက်ကိုအရေးကြီးတယ်လို့ပြောချင်တာလာလိုက်အဲ့တော့ဒီဟာလေးကနည်းနည်းဒီဒီထဲမှာပါတာမဟုတ်ဘူးเนาะအချက်၃ချက်ထဲမှာပါတာမဟုတ်ဘူးဒီအချက်၃ချက်နဲ့အပင်ဆိုင်တဲ့အညောင်ထွက်ဖို့ဆိုတာကနေအောင်ကြီးရတာထက်ကိုမဟိုကိုအချက်၃ချက်ရဲ့ကိစ္စပို့အရေးကြီးတယ်လို့ပြောချင်တာလေနောက်နံပါတ်၄ကြတော့ဟာတစကနောဆန်ဂျိုကန်ဝါဆိုတော့ဒီအညောင်ထွက်တယ်ဆိုတဲ့ပုံเนาะအချက်၃ချက်ကလေးတယ် あたりが、あ、光が当たらない場所では、そろい、そろいにくいで、うん。で、ネオンジーもティマンね、ネアで、では、まあ、ろで、そ、えー、ばれ、そんれんぼかけ。えろな、あちゃ3ちゃが、ネオンジーもティマンもそうろしいんか。で、あちゃ3ちゃね、ぴぞんぼけいんね、そうびょまပြောちんだれ。えろ、てくじんじーま、あぴやまとうねうぼの。ナンバー1が、あちゃ3ちゃね、ネオンジーやららんまべ、まじいとわうら。 နောက်နံပါတ်2ကကြတော့အချက်3ချက်နဲ့ပြည်စုံတယ်ဆိုရင်တော့မှပဲနေအောင်ကြီးမရဘူးဆိုလို့ရှိရင်မကြီးထွားဘူးလားပေါ့လေနော်နောက်နံပါတ်3ကကြတော့နေအောင်ကြီးထက်တောင်မှအိုးကိုဒီအချက်3ချက်ပြည်စုံဖို့ကလိုအပ်တယ်လို့ပြောတယ်နောက်နံပါတ်4ကကြတော့ဒီအချက်3ချက်ကဆိုလို့ရှိရင်ねနေအောင်ကြီးမထိမှန်တဲ့နေရာတွေမှာဆိုလို့ရှိရင်ねဒီအချက်3ချက်ရတယ်ဆိုရင်တော့မှပဲပေါ့လေနော်စုံလင်ဖို့ခက်ခဲပါတယ်တဲ့အဲ့တော့ဘယ်လိုပြောတာဖြစ်မလဲပေါ့လေနော်အဲ့တော့ကြည်လိုက်ရင်အဲ့တော့နေရန်ပြိုးဘူးသလားလို့လေနော်ဒါမျိုးလေးတွေဆိုရင်ဒီမှာလေဒီကွင်းစား ကွင်းပိတ်လေးဆိုရင်ဒါကဒေမာတစ်ခုဖြစ်နိုင်တယ်ဟာနာရှိတစ်ခုဖြစ်နိုင်တယ်လို့ပြောရလေနော်အဲ့တော့အဲ့ဒါကဆာယီသူရဲ့ခေါင်းစဉ်တည့်ထားတဲ့အကြောင်းအရာတွေကဒေမာလေးလည်းဖြစ်နိုင်တယ်ကွာဒါမှမဟုတ်ရှင်သူပြောချင်တဲ့အချက်လက်တွေကတစိမ့်တသေးတာလည်းဖြစ်နိုင်တယ်လေနော်အဲ့တော့သူဒီကွင်းမြတ်တောင်အဖွင့်ပိတ်လေးတွေကတေချာပေါ့ကီးဝတ်တို့ဘာလို့ပြောချင်တာမျိုးအဖြေအနေနဲ့လာမှာမျိုးမဟုတ်ဘူးရလားအဲ့တော့အခုဒီမှာဆိုရင် तू ကတကီတော့နီအတရကလို့အတရကကလို့ပြောတာပေါ့တင့်တော်တင့်တော်တဲ့အနေထားနဲ့ကွာနှွေးထွေးအောင်လုပ်ပေးရမယ်လို့ပြောတာအဲ့တော့ အပင်ကိုဖြစ်မှာပေါ့နော်စောစောဟာတ်ကတွေပါဖြတ်လိုက်တာဆိုတော့လေအဲ့တော့တင့်တော်တဲ့အပူအနွေးလေးဖြစ်ရမယ်ပြီးတော့ရင်ဟာတ်ကနိစကရဲ့မြစ်စကအာဒီဆိုတော့အဲ့ဒီဟာတ်ကဆိုတဲ့အညောင်းထွက်ဖို့မှာအသုံးပြုရမယ်ရေလဲလောင်းရမယ်ပေါ့နော်အဲ့တော့ဒီတင့်တော်တဲ့အပူလေးလည်းရှိရမယ်ရေလေးလည်းပဲအညောင်းထွက်ဖို့အတွက်ပေါ့နော်သုံးလို့ရမယ်ရေပမာဏလေးလည်းရေလောင်းရမယ်ပြီးတော့လို့ရှိရင်ခူကူမော့တေကီတိုယူဂျောကန်ကဆိုတော့ရေပါခူကူဆိုတဲ့စုပ်ယူနိုင်လောက်တဲ့ဆိုတဲ့အချက်လက်လေးတွေစုံလင်ရင်အဲ့တော့ စစောလေးမိကုန်းထဲမှာဒါတော့ဆန်ဂျိုခန်းဆန်ဂျိုခန်းလို့ပြောသွားတယ်ဟုတ်တယ်မလားအဲ့တော့အဲ့ဆန်ဂျိုခန်းကဘာလဲဆိုတော့နံပါတ်1ကအပူနည်းနည်းလေးနွေးပေးရမယ်ဘောနော်နည်းနည်းလေးအနွေးတက်လေးပေးရမယ်ကွာပြီးရင်နံပါတ်2ဆိုလို့ရှိရင်ရေးပေးရမယ်နောက်နံပါတ်3ဆိုလို့ရှိရင်စုပ်ယူနိုင်တဲ့ဟာလေးဖြည့်ရမယ်အဲ့လိုအချက်3ချက်နဲ့ဒါဆိုတော့ရေပေါ့စုံလင်းနေမယ်ဆိုရင်ねအိုကင်တော့ရှောက်ကဘတ်တနထနေဆိုတော့မြောင်များစွာသောအပင်လေးတွေပေါ့နော်ဒီအပင်လေးတွေရဲ့ထနေဆိုတော့မျိုးစီလေးကတဲ့ဟာတ်ကစရုတဲ့ လုံးဝကြီးထွားသွားလိမ့်မယ်ပေါ့လေနော်အညောင်းထွက်သွားလိမ့်မယ်တွေ့လိုက်မျက်တောင်ဖွင့်ပိတ်လိမ့်ထို့လို့အဲ့လိုဆိုပြီးတော့မှမာတဲ့အိုမိုဝါရေဒူကချီဒက်စ်တဲ့အဲ့လမ်းမှာလေ reading ဖတ်တော့ဆိုအမြဲတမ်းပြောရလေနော်ဒီမှာအိုမိုဝါရေဒူဆိုလို့ရှိရင်ဥကိမီကေးနဲ့တုံးထားဟုတ်တယ်မလားဥကိမီကေးတုံးထားတာဖြစ်တော့ကြောင့်မလို့စာရေးသူကပေးချင်တဲ့ message ဟုတ်လားစာရေးသူပြောတဲ့စကားဟုတ်လားမဟုတ်ဘူးလားမဟုတ်ဘူး ဟုတ်ဟုတ်တယ်မဟုတ်ဘူးဆိုတာမှန်တယ်ဟုတ်တယ်နော်ဟုတ်တယ်လို့ပြောလိုက်ဆိုင်သူပြောခြင်းတဲ့စကားမဟုတ်ဘူးဆိုတဲ့အကြောင်းအရာကမှန်တယ်လို့ပြောခြင်းတာဟုတ်တယ်လေဆိုတော့ဥကိမိကေနဲ့ရေးတာဖြစ်တဲ့ကြောင့်ကသူများတွေကဒီလိုပြောနေတယ်အဲ့ဒါကိုအခုဒီစာရေးတဲ့သူကဒီလိုမျိုးထင်ကြတာလူတွေကပေါ့လေနော်အဲ့ဒီလိုမျိုးထင်ကြတာထင်ချင်းခံရတာကကြည်တယ်များတယ်လို့ပြောတာဖြစ်ကြောင်မလို့ဒီလိုအချက်၃ချက်နဲ့ဆုံးလို့ရှိရင်အပင်ပေါက်တယ်လို့ဘာညာတတကာတို့ဆိုတာကသူများပြောတာ အဲ့ဒီသူများပြောတဲ့အကြောင်းအရာကိုစာရေးသူကအခုဒီထဲမှာဖော်ပြထားလိုက်တာပဲ။ရလာရင်အဲ့တော့စာရေးသူကပေးတဲ့စာရေးသူပြောတဲ့စကားမဟုတ်ဘူးဒီစာကြောင်းကပေါ့နော်။အဲ့တော့အဲ့ဒီလိုမျိုးထင်ကြတာတွေများတယ်တဲ့။ထင်ခံရတာများတယ်လို့ပြောမှာပေါ့နော်။အထင်ခံရတာများတယ်။အဲ့လိုမျိုးဥကိမိကင်းနေရေးထားတာပြောကြအောင်မလို့စာရေးသူရဲ့အီးတိုက်ခုတ်တော့မဟုတ်ဘူး။ဒါသူများပြောလို့ဆိုင်သူကဖော်ပြတယ်ဆိုုံလေးပဲပေါ့လေနော်စကတ်ရှိလာပြီးကီးဝဲလေးကအဲ့တော့ကို့အဖြေက ဟိုပုံမှန်ဆိုလို့ရှိရင်တော့ဇာယီသူရဲ့အီးတိုက်ခုတ်တို့လို့ပြောပါဆိုရင်တေချာပေါ့ရှိရစာကြောင့်ဇာယီသူပြောတဲ့စကားမဟုတ်ဘူးဟုတ်တယ်မလားသူများပြောလို့ဇာယီသူကဖော်ပြထားတာပဲရှိတာဖြစ်တဲ့တို့ကြောင့်မလို့ဇာယီသူရဲ့အီးတိုက်ခုတ်တို့ပြောပါဆိုရင်တေချာပေါ့ရှိကရှိနောက်ကဖြေဖြစ်နိုင်တယ်ဒါပေမဲ့အခုကိုရှာရမှာကဇာယီသူရဲ့ပြောချင်တာမပြောချင်တာအဲ့ဒါတွေမဟုတ်ဘဲနဲ့ဒီတပိုက်လုံးနဲ့ကိတ်တဲ့ဟာဘာလဲလို့မေးရဖြစ်တဲ့တို့ကြောင့်မလို့ရှိကရှိနောက်ကအဖြေဖြစ်ချင်မှလည်းဖြစ်မယ်သူ့ကိုကြော်သွားတဲ့စာကြောင့်အဖြေဖြစ်ရင်လည်းဖြစ်နိုင်တယ် ရလာရင်အဲ့တော့ဒါကမေကွန်းရဲ့ပုံမှာလိုက်ပြီးတော့မှပြောင်းလဲသွားတဲ့အဖြစ်ဖြစ်နေပေါ့နော်အဲ့တော့အခုဒီမှာဆိုရင် sketch ရှိဒါပဲမဲ့လို့ပေါ့နော်ဂျစ်ဆိုင်နီဝတကယ့်လက်တွေမှာတော့တဲ့ဆိုသေးဝအာဒီမာဆန် AD လိုမျိုးမဟုတ်ပါဘူးအဲ့တော့ဒီဆိုဆိုတဲ့အကြောင်းအရာကဘယ်အကြောင်းအရာလဲအချက်၃ချက်ဟုတ်တယ်အချက်၃ချက်သာပြည့်စုံလို့ရတော့တော့အညောင်းထွက်တယ်လို့ပြောရလေနော်အဲ့တော့အဲ့အညောင်းထွက်တယ်ဆိုတာကတကယ်တမ်းကျတော့ AD လိုမျိုးမဟုတ်ဘူးတဲ့အဲ့တော့အဲ့ဒီတကယ်တမ်းတော့အဲ့လိုမဟုတ်ဘူးဆိုတာမှမှဇာတ်ရည်သူကပြောချင်တဲ့စကား ။ညာလိုက်အဲ့တော့မင်းတို့ဒီလောက်အပြင်ပိုင်းပြောပြောဟုတ်ဘူးနော်။တကယ်တော့အဲ့လိုမဟုတ်ဘူးဆိုတာအဲ့ဒါဆိုင်ကြီးကသူကသူပေးနေရ။သူပြောတယ် message ပေါ့လေနော်။အဲ့တော့ oku no shokubutsu no tane wa မြောင်များစွာသောဒီအပင်တွေရဲ့အဆိပေါ့လေနော်။မျိုးစေ့ရဆိုလို့ရှိရင်ね hatsuga no sanjo ga sorottara sorotta kara toite naon kara toite wetta kara toite naon lo so bi လို့ပြောချင်တာမျိုး။ကဲလိုက်အဲ့တော့ grammar လေးသုံးထားရပေါ့နော်အဲ့တော့မြောင်မြောင်စွာတော့ဒီအစိဟိုပြောရမလားအညောင်ပေါက်မယ်ကွာအဲ့ဘာဘူး ပြိုးပင်ရဲ့ပေါ့နော်မျိုးစရာဆိုလို့ရှိရင်အတီအညောင်းထွက်ဖို့ဆိုတဲ့အချက်၃ချက်နဲ့ပြည်စုံပြီးပြည်စုံသွားတယ်လို့ဆိုပြီးတော့မှမှာတဲ့ဥစ္စကနီဥစ္စဥကဇနီယာဒီအောက်မှာပေးထားတယ်လေနော်ခန္တနီလို့ပြောတယ်ဟုတ်တယ်မလားအဲ့တော့လွယ်လွယ်လေးအညောင်းထွက်ဘူးတဲ့ဒီလိုဆိုတိုင်းလဲกว่าဒီလားအရှိမဒီဟာတွေဒီဟာတွေစုံတိုင်းလဲပေါ့လေနော်လွယ်လွယ်လေးတော့အညောင်းထွက်မှာမဟုတ်ဘူးတဲ့အဲ့တော့ဒီအချက်၃ချက်စုံတိုင်းအညောင်းမထွက်ဘူးပေါ့ ရလိုင်းအဲ့တော့ဒီအချက်၃ချက်စုံတိုင်းအညောင်မထွက်ဘူးလို့ပြောတဲ့ဟာကိုလေစိုးစိုးတော့ကကိုဖက်လာခဲ့တုန်းကလေဒီမှာကြည့်လိုက်အချက်၃ချက်ကနေအောင်ကြီးထက်တောင်မောက်အရေးကြီးရယ်ဆိုမှတော့မှန်မောင်းမလားယင်သူပြောတာဒီအချက်၃ချက်စုံတိုင်းလဲအညောင်မထွက်ဘူးလို့ပြောတယ်ဟုတ်တယ်မလားအဲ့ဒါကြီးကိုသူကနေအောင်ကြီးကိုအခုတော့မဖက်ရသေးပေမဲ့ပေါ့နော်အရှိမသူကဒီအချက်၃ချက်နဲ့အညောင်မထွက်ဘူးလို့ပြောကနေကဒီအချက်၃ချက်ကမရှိမဖြစ်ကျူရောဖြစ်တယ်ဆိုတဲ့ဟာကြီးကမဖြစ်နိုင်တော့ဘူးပေါ့ညာလား ေလိုက်ရင်အဲ့တော့ပြီးတော့ဒီအပေါ်မှာကြောက်လို့ရှိရင်အချက်၃ချက်ပြည့်စုံတယ်အချက်၃ချက်လည်းပြည့်စုံတယ်တဲ့နေအောင်ကြီးကတော့မဖတ်ရသေးလို့ကြော်ခဲ့ပေါ့လေနော်အချက်၃ချက်ဆိုတာကတဲ့နေအောင်ကြီးမရတဲ့နေရာတွေမှာဆိုလို့ရှိရင်တဲ့အဲမစုံလင်နိုင်ဘူးတဲ့အခုလေသူကအချက်၃ချက်ကနေအောင်ကြီးရတယ်မရဘူးဆိုတဲ့အပေါ်မှာမူတီလို့လိုက်ရင်နှွေးနှွေးလေးဖြစ်ရမယ် ရှေးပေးရမယ်စုပ်ယူရနေရာလေးဖြစ်စုပ်ယူရမယ်ဆိုတာလုံလုံနိုင်ရပြီဟုတ်တယ်မလားနေအောင်ကြီးရ ayi မရ ayi အခုချိန်ထိအချက်၃ချက်စုံဖို့ဆိုတာဘာမှမပြောထားဘူးလေနော်အဲ့ဒါကြီးကိုသူကအချက်၃ချက်ဆိုတာကနေအောင်ကြီးမရတဲ့နေရာတွေမှာဆိုရင်စုံဖို့ခဲရင်းပါတယ်ရေလောင်းတာလေနေအောင်ကြီးမရလဲကိစ္စမရှိဘူးပြီးရင်အပူလေးပေးတယ်ဆိုတာလေနေအောင်ကြီးမရလဲကိစ္စမရှိဟုတ်တယ်မလားစုပ်ယူနိုင်တယ်မစုပ်နိုင်ဘူးဆိုတာအပင်ကနေပြီးတော့မှစုပ်ယူမှလေနော်အဲ့ဒါကလည်းအဆင်မပြေတော့နံပါတ်၄ကလည်းမဖြစ်နိုင်ဘူးဟွန်ဆိုင်အဲ့တုံးကနံပါတ်၄ကိုဘယ်လိုဖြစ်ပြီးမှရွေးကြရလဲ ဘယ်အချက်လေးကြောင့်လဲမှတ်မိသေးလားနံပါတ်3ရွေးရဆုံးချင်းနံပါတ်3အော်3နဲ့လွဲနေရလို့ပြောချင်တာ3နဲ့ဟုတ်ဟွန်း3နဲ့ဆိုလဲအခုညီမလေးရွေးလိုက်တော့ဟိုအခုဖတ်လိုက်တော့ okay လားအော်ဟုတ် okay တိုင်းဆဆကဟိုအဲ့ဒီနေရောင်ကြီးကပို့ပြီးတော့အရေးကြီးတယ်လို့ထင်အာဘာသာကိုလွဲပြန်လာဒီအချက်ထက်ကမှနေရောင်ကြီးကပို့မှအရေးကြီးတယ်လို့ပြောတာအဲ့လိုအဲ့လိုပြန်လိုက်လို့ညီမလေးက3ကိုရွေးလိုက်တာဟောနောက်တစ်ခုအော်ဟုတ်တယ် ဟိုက်အဲ့တော့ဒါပြောင်းပြန်နော်ဒီအချက်၃ချက်ကနေအောင်ကြည်သက်တောင်ပေါင်းကိုကိုအရေးကြီးတယ်လို့ပြောချင်တာအဲ့တော့ဒီရှိရ subject ကကျူရတဲ့အဲ့လိုမျိုးပြောချင်တာမဟုတ်လို့နော်အဲ့တော့အဲ့ဒါဒါကြီးကမဖြစ်နိုင်နော်စံပန်ကလည်း cancel ပေါ့လေနော်အဲ့တော့တင့်နဲ့နှစ်နယ်မှာဘယ်ဟာလေးထပ်ဖြစ်မလဲပေါ့နော်နောက်တစ်ခုချင်းနားစင်လာတော့အဲ့တော့သူအပေါ်မှာပြောလိုက်တယ်နော်အာဒီလိုသုံးချက်စုံတိုင်းလဲပေါ့နော်အညာမထဘူးဘာကြောင့်လဲဆိုရင်အဲ့တော့ဘာကြောင့်လဲဆိုရင်လို့ပြောကြတယ်ဟိုကဆိုင်ကြီးသူက तू तू ဘာသာ तू तू မပြည့်စုံဘူးဒါဒါဒီလိုပြည့်စုံနိုင်လဲအညာမထွက်ဘူးလို့ तू ကပြောလိုက်တယ်ဟုတ်တယ်မလားအဲ့ဒါကို तू ကစက်စမိန်လောက်တော့မှာလေနော်အဲ့တော့ကို့အဖေကတေချာပေါ့ဒီဒုတိယပိုက်ထဲမှာလာနိုင်တယ်ဘောနော်အဲ့တော့ဘာကြောင့်လဲဆိုလို့ရှင်ဒီအညာထွက်တယ်ဆိုတဲ့အချက်၃ချက်ထဲမှာအဲ့တော့အဲ့အချက်၃ချက်ကစစောကပြောရဲကွာနွေနွေလေးတင့်တော်တဲ့အနွေပေးရမယ်ရေလောင်းရမယ်ဆုပ်ယူနိုင်ရမယ်ပေါ့လေနော်အဲ့လိုအချက်လက်၃ချက်ထဲမှာမျက်တောင်ဖွင့်ပိတ်လေးနဲ့ထည့်ရေးထားပါတယ်ဟီတာဒီအဟီကာဒီကအတာတို့ခေါ်တော့ နေအောင်ကြီးထိမှန်နေဆိုတဲ့အချက်ကဟိုက်တိန်နိုင်ခါရက်စ်တမပါဝင်နေလို့ပဲလို့ပြောသွားတာအဲ့တော့ तू ကရေးလဲလောင်းခိုင်းနေကွာအနှွေးတယ်လေးလည်းပေးရမယ်ကွာဆုပ်ယူနိုင်တဲ့နေရာအဆုပ်ယူနိုင်တဲ့ဟာမျိုးလည်းဖြစ်ရမယ်ပေါ့လေနော်ဒါပေမဲ့လို့နေအောင်ကြီးမပါနေဘူးဘဲအပင်နေနေနေရလို့ကိုလိုအပ်တယ်ဟုတ်တယ်မလားအင်ဒေါ်ပလတ်နေတော်မှလေနော်ဟောတို့တစ်ခါတလေမှာတစ်လတစ်ခါလောက်ပဲဖြစ်ဖြစ်ဟုတ်တယ်မလားအဲ့လိုမျိုးနေပြရတာမျိုးရှိဟုတ်တယ်မလားနေအောင်ကြီးကလုံးဝအောင်မလိုအပ်တဲ့ဟာကို तू ကနေအောင်ကြီးကအဲ့အချက်သုံးချက်တည်းမှမပါနေဘူးတဲ့မရှိအကယ်၍များပေါ့နော် ဟီကာဒီကအတာရနိုင်ဘတ်ရှိုဒေအကေရီမြန်ပေါ်လေနော်ဒီနေအောင်ကြီးမေးရတဲ့နေရာတွေမှာထာနေကဟတ်စကစရေပါဒီထာနေဆိုရဲအညောင်လေးသာပောက်သွားမယ်နော်။ Okay နော်သူကနှစ်မျိုးရှင်းပြထားတယ်ပေါ့နော်။နေအောင်ကြီးမရနေအောင်ကြီးမပါဝင်နေဘူး။အဲ့တော့နေအောင်ကြီးမရတဲ့နေရာမှာဒါဒီတနေအညောင်ထွက်လာတယ်ပဲထားအောင်ကွာ။အဲ့လိုမျိုးအညောင်ထွက်လာတယ်ဆိုရင်ဟတ်စကစမေဟာရဲ့အဆိုတော့ဒီအညောင်ထွက်လာတယ်ပေါ့နော်အညောင်လေးကတဲ့။ ီထဲမှာဆိုရင်သူကမဲ့လေးပဲပြောသွားတယ်နော်အဲ့တော့ဟတ်ကဆိုတော့အညောင်ထွက်တယ်လို့ပြောရကွာထွက်လာပါတယ်ဆိုတော့အညောင်လေးဒါမှမဟုတ်ရှင်လည်းအေးပါတယ်အဖူးလေးပေါ့လေနော်အဲ့ဒါလေးကသုံးနာအမေကိုထားတော့လူကဘလို့ကန်ကြမာမျိုးကိုယူသွားမလဲဆိုတော့ဒီနားမှာသူကသုံးနာတေခုကလူမဟုတ်တော့လေနော်သူကန်ကြမာရေးပါတယ်မပြောတော့ဘဲနဲ့ကွာဘလို့ဖြစ်သွားမလဲဆိုတာကိုတဲ့ယောဤနိဆိုဆိုနိစကီမတ်တဲ့လွယ်လွယ်လေးပဲ ကုန်လုံးကခံမှန်းလို့ရရပေါ့လေနော်ပုံဖော်ကြည့်လိုက်လို့ရတယ်အဲ့တော့နေအောင်မရမှတော့ဟုတ်တယ်မလားရေလောင်းမှများလို့ကွာမြေဝေါ်တာကောင်းလို့မလို့ပဲဖြစ်ပြီပေါ့နော်တခုခုကြောင့်အညောင်းထွက်လာတယ်ပဲထောင်းကွာဒါပေမဲ့လည်းနေအောင်ကြီးမရဘူးဆိုလို့ရှိရင်တခုမဟုတ်တခုညိုပြီးတော့မှတည်သွားတာပဲဖြစ်ဒါမှမဟုတ်ရှင်အဖူးကြီးပဲဖြစ်နေအပွင့်မပွင့်လာတာပဲဖြစ်ဖြစ်လေနော်အဲ့လိုမျိုးတွေဖြစ်သွားနိုင်တယ်ဆိုတော့လွယ်လင်းတကူပဲစဉ်းစားလို့ရနိုင်ပါတယ်တွေးတော့လို့ရနိုင်ပါတယ်လို့ပြောတာဖြစ်တော့ကြောင့်မလို့သူအတိတ်ကမင်းကဘာလဲဆိုတော့နေအောင်ကြီးရဖို့ကအတိတ်ကမင်းပဲလို့ပြောချင်တာညာလိုက် နားလည်တိုင်းအဲ့ဒါကိုသူကဒီနဇင်နာရနဲ့ပြောပုံမှာဒီအချက်၃ချက်ထဲမှာမပါလို့အညောင်းတွေကကောင်းကောင်းမရှင်းတန်နိုင်ဘူးပေါ့လေနော်မကြီးထွားနိုင်ဘူးဆိုတဲ့ message ကိုပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်၁မှာဆိုရင်နေအောင်ကြည်ရောတဲ့ဒီအချက်၃ချက်လဲစုံမယ်ဆိုရင်တဲ့ပြုစုမပြောထောင်နိုင်ဘူးလေဒီနေအောင်ကြည်သာရလို့ကတော့တော့ပြုစုပြောထောင်နိုင်တယ်လို့ပြောရလေနော်ကြီးထွားနိုင်တယ်လို့ပြောတဲ့ဟာကြီးကိုသူကမပါနေတော့အဖြေကနိဗ္ဗာန်ဆိုအားလုံး okay ရလားကြည်လိုက်အဲ့တော့စဉ်းစားတဲ့ပုံစံလေးကကြိုက်ရလားတူလားစဉ်းစားတဲ့ပုံစံ တူရယ်နော်ဟိုက်ကေပါအဲ့ဒါဆိုရင်ဒါလေးပြေးလိုက်ပါအော်မေးကြရှိလားရှင်နော်ဟိုက်โอเคချပါ